မင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှိုးကနေကြိုဆိုပါရယ်ဗျပရီးမီးယားလိရဲ့သတင်းနဲ့အချက်အလက်တချို့ကိုတုံးသက်ဆွေးနွေးမှုလုပ်သွားမှာဖြစ်ပါတယ်ကျွန်တော်ပထမဆုံးဆွေးနွေးချင်တဲ့အကြောင်းအရာလေးကတော့သတင်းလေးတစ်ပုဒ်ဗျ The Athletic ကဖော်ပြထားတာပဲဖြစ်ပါတယ် Liverpool တင်ရပြီးခဲ့တဲ့တနင်္ဂနွေနေ့က Man City နဲ့ပွဲမှာပယ်ဖျက်ခံခဲ့ရတဲ့ Virgil van Dijk ရဲ့ twin goal အတွက်ရှင်းလင်းချက်တွေပေးဖို့ ကွင်းလေတိုင်းအဖွဲ့ချုပ်အကြီးအကဲ Howard Watt စီကိုဆက်သွယ်ခဲ့တယ်လို့သိရပါတယ်။ဒီဆုံးဖြတ်ချက်ကို Liverpool ဘက်က Levan ခံနိုင်တယ်လို့အဲ့ဒီဆုံးဖြတ်ချက်မှာလည်းဗလိုက်မှုတွေရှိနေတဲ့အကြောင်း Liverpool တင်းက PGMOL ကိုဖုတ်ပြောထားပါတယ်။ Liverpool ကတော့ Van Dijk ရဲ့ဂိုးကိုပယ်ဖြတ်မခံခဲ့ရသင့်ဘူးလို့ယူဆထားပါတယ်။ဆိုတော့ဒီကောက Premier League ပွဲစဉ်17မှာတကယ် controversial ဖြစ်သွားတဲ့ဖြစ်ရလေးပေါ့နော် controversial ဖြစ်ရတဲ့ကတော့ အများကြီးရှိမယ်ဗျာဒီတဲမှာမှဒီဖြစ်ရကဟိုကျွန်တော်တို့ကိုယ်တိုင်လည်းတကယ်ကြောင်သွားတာဒါမဲ့ကိုယ်လေတိုင်ရဲ့လုတ်ပိုင်ခွင့်ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟိုပြင်းပြင်းထန်ထန်ဝေဖန်လေးဝေဖန်ထားတော့မရှိပါဘူးဘယ်လိုပြောမလဲဒီဆုံးဖြတ်ချက်တည်ပြင်းထန်တယ်မပြင်းထန်ဘူးအဲ့လောက်ပဲပြောတယ်အမားတယ်မမားဘူးတော့ definitely မပြောဘူးဗျာကိုယ့်ရဲ့အသက်မိုးဝမ်းကြောင်းပညာရဲ့နဲ့လည်းမတူဘူးကိုယ့်လေတိုင်တယောက်ရဲ့အဲ့ဒီအချိန်ကာလကသူဆုံးဖြတ်လိုက်တဲ့ဆုံးဖြတ်ချက်ကိုလည်းကျွန်တော်တို့ကတ်ချက်မမိဘူးအဲ့တော့ကြောင့်ကျွန်တော်တိတ်မပြောလို့တို့မယ်ကျွန်တော်တို့အမြင်မှာကြတော့ ပြင်းတယ်ဗျာနည်းနည်းလေးနံပါတ်1အချက်ဗာဂျီဗန်ဒိုက်ရဲ့ခေါင်းတိုက်ချက်ပေါ့နော်တန်တန်မမတ်ကြီးကိုဂိုးဝင်တယ်ရောဘတ်ဆန်ရှိရှိမရှိရှိအဲလုံးကဒိုနာရမာဖမ်းမှုအရန်ကိုခက်ခဲလွန်းတယ်ဒီနေ့မှာတခုပြောစရာရှိတာအဲဂိုးဝင်သွားလဲမန်စီးတီးကနိုင်တယ်အဲတကူပေးတယ်ပြန်ကံမလားဘာညာဆိုရဲထောက်ပြချက်တွေပေါ့မှန်ပါတယ်ဒါတပိုင်းအဲဂိုးဝင်သွားရင်တောင်မှမန်စီးတီးကနိုင်ဖို့က percentage အများကြီးတကယ်လဲမန်စီးတီးကကောင်းခဲ့တဲ့အတင်းဒါကိုကျွန်တော်လက်ခံတယ် တို့မယ်ကျွန်တော်တို့အဓိကဆွေးနွေးချင်တာအဲ့ဒီ goal အကြောင်းပဲဆွေးနွေးချင်တာကျွန်တော်တို့ပြောသလိုပေါ့ Vaji ရဲ့နံပါတ်1ခေါင်းတိုက်ချက် goal ဝင်ရမယ်ဆိုတဲ့အခြေအနေမျိုးမှာရှိတယ်နောက်ထပ်တစ်ပိုင်းကကျွန်တော် Andrew Robertson ရဲ့လုပ်ရက် Vaji Van Dijk ခေါင်းမတိုက်ခင်အောင်ခေါင်းတိုက်ပြီးတဲ့အချိန်မှာသူကဒီနေရာမှာပဲရှိနေတာသူလှုပ်လိုက်တဲ့ moment ဆိုလို့ငုံလိုက်တာပဲရှိတယ်အဲ့တော့ကြောင့် Donnarumma ကိုနှောက်ရက်တာကျွန်တော်ကတော့မတွေ့ဘူး တော်တော်ကိုယ်လက်တိုင်ရဲ့အမြင်မှာကျတော့ဒွန်နာရမာရဲ့မြင်ကွင်းမရှိဘူးကွာဗာဂျီရဲ့ခေါင်းတိုက်ချက်ရောဘတ်ဆင်မရှိနေဘူးဆိုရင်အဲ့ဒီခေါင်းတိုက်ကိုဂိုးသမားအမြင်ရှိရှိနဲ့အုပ်ထုတ်နိုင်တယ်ဆိုရဲယူဆချက်မျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမဲ့လေကျွန်တော်တခြားဘလုံးပွဲစဉ်တွေလည်းအများကြီးကြည့်ဘူးတယ်လေဗျာအဲ့ဒီပွဲစဉ်တွေမှာတော့လည်းကစားသမားတယောက်ကရှေ့မှာရှိနေတဲ့အခါရှောင်ပေးလိုက်တာမျိုးပဲဖြစ်ဖြစ်ဘလုံးခွာပေးလိုက်တာမျိုးပဲဖြစ်ဖြစ်သူနဲ့မထင်ရင်ပဲဖြစ်ဖြစ်ဒါကိုဂိုးဖြစ်သတ်မှတ်ပေးခဲ့တဲ့ကွင်းလန်တိုင်းတွေလည်းအများကြီးရှိတယ်ဂိုးသမားရဲ့မြင်ကွင်းကလည်းကျွန်တော်မြင်ရတော့ အဲ့လိုထိပိတ်နေတဲ့ပုံစံမျိုးတော့မဟုတ်ဘူး။ဘာကြောင့်လဲ။ဗာဂျီရဲ့ခေါင်းတိုက်တဲ့နေရာနဲ့ရောဘတ်ဆင်ရဲ့ခေါင်းတိုက်တဲ့နေရာတထက်ထဲမှာရှိမနေဘူး။မှန်တယ်တထက်ထဲမှာရှိနေရင်တော့ဂိုသမားမြင်ကွင်းကလုံးဝမရှိဘူး။ဒါပေမဲ့အန်ဒရူးရောဘတ်ဆင်ကဒီဘက်နားမှာဗာဂျီကဒီဘက်နားကခေါင်းကုန်တိုက်လိုက်တဲ့အတွက်ကြောင့်ဂိုသမားရဲ့မြင်ကွင်းကသုံးပုံနှစ်ပုံလောက်ရှင်းနေတယ်။မြင်ကွင်းကိုသွားရှုပ်ရှက်တဲ့ပုံစံမျိုးလေကျွန်တော်ကတော့မတွေ့ရဘူး။အဲ့ဒါကြောင့် Liverpool အသင်းကတော့ဒီဖြစ်ရပုံမှာတော်တော်လေးမခံနိုင်တဲ့ပုံစံမျိုးလို့ကျွန်တော်ယူဆတယ်။မှန်လဲမှန်ပါတယ်။ပြိုင်ဘက်ကအရင်ကောင်းနေတဲ့အချိန်မှာ ်သူငိုတကူရဖို့ဆိုတာဘယ်လောက်ထိခက်ခဲသလဲဗျာဒီလိုစူးစမ်းအားထုတ်မှုအရာမထင်ခဲ့တဲ့အခါမှာကွင်းလက်တိုင်းရဲ့ဆုံးဖြတ်ချက်လီဗာပူးအတင်းတွက်တော့တော်တော်လေးစိတ်ပြက်ချင်စရာကောင်းခဲ့ပါတယ်ဆိုတော့ကျွန်တော်ညီကိုရောဒီတွင်းကိုနဲ့ပတ်သက်ပြီးဘလို့မှတ်ချက်ပေးခြင်းလဲဘလို့အမြင်နေရှိတယ်လဲပေါ့နော် comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်ခင်ဗျာကဲဒီတစ်ခါဆွေးနွေးခြင်းတဲ့သတင်းကတော့ Arsenal အသင်းနဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်နိုင်ငံတကာပွဲတွေပြီးတဲ့အချိန်မှာလူစုံတက်စုံ ပြန်လာမဲ့ Arsenal အသင်းရဲ့သတင်းကောင်းပါခင်ဗျာ နဂိုကလေးကကြမ်းနေပါတယ်ဆိုမှလူစုံတက်ဆုံရောက်လာတဲ့အခါပို့ပြီးတော့မိုင်အောင်မယ်အဲ့တော့မီခေယာဒေတာရဲ့အာစတန်ကတိုက်စစ်ပိုင်းမှာအရေးပါတဲ့ကစားသမားအများစုကိုပွဲစဉ်အများပေါ့နော်ဆုံးရှုံးထားခဲ့ရပြီမဲ့ပရီးမီးယားလိအမဘေးစရာကို၄မှတ်ဖြတ်ပြီးတော့ဥဆောင်ထားနိုင်ပါတယ်အဲချန်ပီယံလိလေးပွဲကစားပြီးတဲ့အချိန်မှာလည်းရာနှုန်းပြည့်နိုင်ပွဲရတာပါတယ်အခုနိုင်ငံတကာပွဲတွေပြီးတဲ့အချိန်မှာရှင်ပြိုင်ရမယ့် အာစနယ်အသင်းရဲ့ပွဲစဉ်တွေမှာတော့ ACL ဒဏ်ရာတွေကြောင့်အတီးတီးအနားယူနေရတဲ့ Gabriel Jesus နဲ့နော် Kyle Havertz နောက်အသင်းကောင်းဆောင် Martin Odegaard, Noni Maduweke, Martinelli, Victor Yorges ဒီကစားသမားတွေအကုန်အင်ပြည့်အားပြည့်ပြန်လဲပါဝင်လာတော့မှာဖြစ်ပါတယ်။မိုက်တွေပဲရှေးအခုအာစနယ်သင်းရဲ့ကွင်းလယ်ပိုင်းမှာဆိုရင်ဒါကျွန်တော်တို့ Odegaard ကိုပူကြိုက်တယ်ဗျ။အဇီးနဲ့ Odegaard ဘသူရွေးလဲဆိုရင်ကျွန်တော် Odegaard ပဲရွေးတယ်။ဂျင်းတဲ့ချက်တွေရောက်လာတဲ့အခါမှာတကူကြီးကျွမ်းကျင်မှုနဲ့ passes နဲ့ဆိုကျွန်တော်က passes မအောင်ပဲရွှေ့မယ်တကယ့်တကားဆိုရင်တော့မှန်မယ် individual skill ကောင်းတဲ့ player တွေရှိမယ် dribbling နေနဲ့တောက်လျှောက်ကြော်ဖြတ်ပြီး goal သွင်းနိုင်တဲ့သူတွေရှိလိမ့်မယ်သို့တော့ဘောလုံးလောကရဲ့ flow ကပြောင်းသွားပြီဘလောက် individual skill ကောင်းကောင်းငါတို့ကအသင်းလိုက်ဟန်ချက်နဲ့ပဲမင်းကိုထိမ့်မယ်ဆိုတဲ့အကွက်မျိုးတွေစော့မှာလိန်ချက်တလောက်လိန်ချက်တလောက် dribbling ကောင်းအချင်းကြီးပဲဖြစ်သွားလိမ့်မယ်အဲ့လိုအချင်းကြီးမျိုးမှာတော့ passes တွေအားတန်တယ်တစ်ချက်ထိတွေလှိလိမ့်မြတ်မြတ်ဘောလုံးပေးပို့မှုတွေဒါတွေဒီတာအကောင်းဆုံးနီးလန်းနေဖြစ်လာတယ်ဒီချိန်မှာ odk ကတော့ arsenal အတွက်လုံးဝ ဟိုလိုအပ်နေတဲ့ player ပေါ့နော်အဲ့တော့ကြောင့်အိုရီကပြန်လာတာဒီအာဆင်နယ်အသင်းတို့တကယ်ကိုဟိုအဖိုးတန်အချက်တစ်ချက်ဖြစ်ခဲ့တယ်လို့တိုက်စစ်ပိုင်းမှာဆိုရင်လည်းယော့ကီယက်စ်ကိုခိုင်ရောနှစ်ယောက်လုံးပြန်ကောင်းလာပြီဖြစ်တဲ့အတွက်ကြောင့်ရွေးချယ်စရာဖြစ်တယ်ဘူကာယိုဆာကာတယောက်တည်းပြင်းနေရင်လည်းပြဿနာမရှိတော့ဘူးကျွန်တော်နိုနီမဒူဝက်ကလာပြီကျတော့ဂေဘရီယယ်ဂျေသူကတော့ဖယ်လိုက်ပါတော့နော်တဖက်မာတင်နယ်လီနဲ့ထရော့ဇာနှစ်ယောက်လုံးဘုသူတုံတုံသုံးလို့ရတယ်အင်ပြည့်အားပြည့်နဲ့အာစနယ်ပြန်လာတဲ့အခါကျရင်ဘလို့ခြေသွမ်းပိုင်းမျိုးမြင်ရမလဲစောင့်ကြည့်ရမယ်ကန် စိုးကန်ကောင်းတစ်ခုတော့ရှိတယ်အာစနယ်ပြည်သက်တွေအတွက်တော့ဒီလိုမျိုးဒဏ်ရကစားသမားတွေပြန်လာတာကန်ကောင်းတယ်ပေါ့ဗျာကျွန်တော်တို့ကတော့ကန်သိမ့်မကောင်းဘူးချယ်ဆီနဲ့တွေ့မဲ့ပွဲတွေမှာဒီဒဏ်ရပြဿနာရနေတဲ့ကစားသမားတွေအင်ပြအပြည့်ပြန်လဲပါဝင်လာနိုင်မှုရှိတယ်ကျွန်တော်တို့ကတော့အဲ့ဒီအချိန်ကာလမှာနည်းနည်းပွဲချက်လေးတွေရှင်ဆိုင်ရဖို့ရှိတယ်ဒါမဲ့အကောင့်ဘက်ကပဲရှုမြင်ပါတယ်ပို့ပြီးတော့ကြည်ကောင်းပြီပေါ့ကျွန်တော်ချယ်ဆီလည်းအဲ့အချိန်ကာလမှာကိုပမာတို့ဘာလို့ပြန်လာကောင်းပြန်လာနိုင်တယ်အဲ့ဒီအာစနယ်နဲ့ချယ်ဆီတို့လန်ဒန်ဒါဘီပွဲကတော့ ျွန်တော်တို့နှစ်သင်းပရိသတ်တွေအတွက် special ကြည့်လို့ကောင်းမယ်ပွဲစဉ်တစ်ပွဲဖြစ်လာမှာပါခင်ဗျဟုတ်ကဲ့ကျွန်တော်ညီကိုတွေမိတ်ဆက်ပေးချင်တာလေးတခုရှိပါတယ်။ဒါတော့ဘလုံးဘွဲတွေကစားချင်နေဆိုရင်စူပါစီနီယာဘေးဘောဆီမှာအိုင်ဘတ်ခွန်ချစ်ကို၅သလုံးမစ်နဲ့မောင်၅၆တို့ကိုမမ်ဘာတဲ့အပူစုချင်းများစွာနဲ့ယုံကြည်စွာကစားလို့ရတယ်။အသေးသေးသိချင်နေဆိုရင်တော့ဘဘနံပါ399 699 440မှာဆက်သွယ်ဆုံးလက်မီးမဲလို့ရပါတယ်။ Okay ဒီတကဆက်လက်ဆွေးနွေးချင်တဲ့သတင်းကတော့ကိန်းကနဲ့အချက်လက်တခုဖြစ်ပါတယ်။ဒါက Brentford အသင်းဒီ လက်ပစ်ဘောရီယာနဲ့ပရီးမီးယားလိဂ်တွင်ကို6ဂိုးအထိသွင်းယူထားပြီးတော့ဒီနှစ်ပရီးမီးယားလိဂ်မှာလက်ပစ်ဘောကတွင်ကိုအများဆုံးရရှိထားတဲ့အသင်းဖြစ်ပြီးတော့2008ခုနှစ်တုန်းကစတိုက်စီးတီးစံချိန်တင်ထားတဲ့မှတ်တမ်းကိုပါလိုက်မိသွားခဲ့တာဖြစ်ပါတယ်။အဲ့တော့ Brentford အသင်းရဲ့လက်ပစ်ဘောတွေကတော်တော်ကြောက်ဖို့ကောင်းတယ်ဗျာ။ကျွန်တော်ကတော့ Chelsea နဲ့ Brentford တွေ့တဲ့ပွဲမှာကလေးကတတိထားမိတယ်။ဒီနှစ်ရာသီကအဲ့လိုလက်ပစ်ဘောတွေကို goal box တွေကိုပြစ်သွင်းတဲ့ပုံတံတန်းတွေခစ်စားလာတယ်။ခစ်စားတာထက် အဲ့ပုံစံပဲသုံးရတော့မယ်အနေထားကိုဒီလိုမသုံးရင်အသိအပြည့်အသိငယ်ဖြစ်ဖြစ်အဆင်မပြေဘူးဘစ်ဒက်တွေပေါ်ဖို့ခက်ခဲလာတယ်ဒီချိန်မှာအမြင့်ဘောတွေကအာသာချက်တမျိုးဖြစ်လာတယ်အဘောလုံးရတဘာညာအော်နေတော့ဟုတ်ကောင်းဟုတ်လိမ့်မယ်သို့ပေမဲ့တကယ်အမှန်တရားမှာအနိုင်သုံးမှတ်ကတော့ဒီပုံစံတွေဒီအကောင်းဆုံးပဲအဲ့တော့လက်ရှိချိန်မှာ Brandford အနေနဲ့ဒီလိုလက်ပစ်ဘောတွေကနေလွယ်လွယ်ကူကူရမှတ်တွေရလာတာကတော့သူတို့အသင်းအတွက်အများကြီးကောင်းတယ် လက်ရှိချိန် Stoke City ရဲ့ record ကိုလိုက်မိသွားပြီဆိုပေမဲ့ဘောလုံးပွဲစဉ်ကဒါခု7ပွဲပဲရှိသေးတယ်7ပွဲပဲရှိသေးတဲ့အတွက် now လာမဲ့ပွဲတွေမှာ Stoke City ရဲ့ record ကိုတေချာပေါက်ကျော်မှာပဲလက်ပစ်ဘောတွေကနေကျွန်တော်6ဂိုးမဟုတ်ဘဲနဲ့အဲ့ဒါမလား12ဂိုးလို့73ဂိုးထိဖြစ်လာနိုင်တယ်ဗျအဲ့တော့ကြောင့် Stoke City နဲ့တွေ့တဲ့အသင်းတိုင်းအနေနဲ့လက်ပစ်ဘောတွေကိုသတိထားမှာဖြစ်ပါကြောင်းသုံးသပ်ဆွေးနွေးတဲ့ video လေးဒီမှာနားခွင့်ပြုပါဆုံးနေကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်